လန်ဒန်ဘီရင်ပွဲကိုစတင်ပြီးဘရန်ဖို့ကိုနိုင်မဲ့အာစနယ်ကနောင်းအားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Corners ကနေအာစနယ်ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဘရန်ဖို့ဆိုအာစနယ်အတွက်ကြောက်စရာပြိုင်ဘက်မဟုတ်ပါဘူးသူတို့ကနောက်ဆုံးပွဲမှာလန်ဒန်မြို့ကန်ပြိုင်ဘက်ချဲဆီတင်းကိုဒုက္ခပေးနိုင်ခဲ့တယ်ချဲဆီစီကနေတမတ်ခွဲယူနိုင်ခဲ့တယ်ဒါပေမဲ့အာစနယ်ကချဲဆီမဟုတ်ပါဘူးလန်ဒန်ရဲ့ဘယင်းပါလန်ဒန်မြို့ကန်အသင်းတွေနဲ့ရင်ဆိုင်တိုင်းအောင်ပွဲယူထားတဲ့အသင်းပါ ပြီးတော့ Brentford သင်းစွာ Arsenal ငယ်နိုင်ပါ Brentford နဲ့နောက်ဆုံးစုံတွဲတဲ့၁၀ပွဲမှာ Arsenal တပွဲသာရှုံးထားပြီး၅ပွဲနိုင်၄ပွဲသေးကျထားပါတယ် Brentford သင်းနဲ့ Premier League နောက်ဆုံး၃ပွဲဆက်စုံတွဲချိန်မှာလည်း Arsenal အနိုင်ရထားပါတယ်နောက်၂၂ခုနှစ်တွင်မှာ Brentford က Arsenal ကိုတချိန်နိုင်ရပြီးတဲ့နောက်လုံးဝအနိုင်မရတော့ပါဘူး Arsenal အချိန်ဝါကိုလုံးဝမရှင်နိုင်ခဲ့ပါဘူးလက်ရှိအချိန်မှာလည်း Arsenal နဲ့ Brentford ကအစီအတန်းချင်းကွာခြားပါတယ်အာဆင်ကချန်ပီယံဆုထွက်တိုက်ပွဲဝင်ခဲ့ပြီးတော့ဘရန်ဖို့ကဟိုမြောက်ဒီမြောက်အသင်းပါပဲ ဘရန်ဖွဲ့ခြေစွမ်းမတည်ငြိမ်ပဲခန်းစစ်ကလည်းမလုံခြုံဘူးလက်ရှိချိန်မှာယုံကြည်စိတ်ပြင်းထန်နေပြီးတော့ကိုးပြန်မျိုးနေတဲ့အာစတန်တိုက်စစ်ကိုဘရန်ဖို့ထိန်းချုပ်နိုင်မယ်မထင်ပါဘူးအာစတန်ကလန်ဒန်ဒါဘီနောက်ဆုံး15ပွဲမှာဝက်ဆမ်တက်သင်းတဲ့ကိုပဲရှုံးထားခဲ့ပါတယ်ဆန်နပွဲတိုင်း2ပွဲတည်ကြပြီးတော့အဲ့ဒီ15ပွဲမှာအနည်းဆုံး5ကိုးသင်းတာ5ပွဲတည်ရှိခဲ့ပါတယ်အဲ့ဒီမှာတန်းကရော်လေးကိုချီးကျူးခြင်းစရာကောင်းပါတယ်နှစ်ကာလများစွာလိုက်မိဖို့ခက်တဲ့မှတ်တမ်းမျိုးပါပဲဘရန်ဖို့ရဲ့လန်ဒန်မျိုးကန်အသင်းတွေနဲ့အဝေးဝေးမှတ်တမ်းကညံ့ပါတယ် လန်ဒန်မြို့ကန်အသင်းတွေနဲ့အဝေးကွေးနှစ်ပွဲဆက်ဘရန်ဖို့အနိုင်ရထားပေမိတ်အဲ့ဒီနှစ်ပွဲမှာတိုင်ခင်နောက်ဆုံးခုနှစ်ပွဲဆက်ရှုံးနိမ့်ထားတယ်။အာဆင်ကပရီးမီးယားလိနောက်ဆုံး18ပွဲမှာ12ဂိုးသာပေးရပြီးတော့တကိုးထက်ပေးရတဲ့ပွဲကတပွဲပဲရှိခဲ့တဲ့အထိကိုခန်းစစ်ကလုံခြုံနေခဲ့ပါတယ်။ဘရန်ဖို့ရဲ့အားသာချက်ကအခွင့်ကိုအသုံးချနိုင်စွမ်းမြင်မာတာပါ။လက်ရှိအသည့်ပရီးမီးယားလိမှာအခွင့်ကိုဂိုးဖြစ်နဲ့ပြောင်းလဲနိုင်စွမ်းအကောင်းဆုံးအသင်းဖြစ်ဘရန်ဖို့ကရပ်တည်လျက်ရှိပါတယ်။ဘရန်ဖို့ကဂိုးပေါက်ကန်သွင်းမှု356ချိန်ကနေ 59ခုရထားပြီးတော့မှတ်တမ်းကောင်းကိုပိုင်းဆိုင်ထားတာပါအာဆယ်တွက်ဇာကာအစွမ်းပြနိုင်ဦးမလားရင်ခုန်စရာပါဇာကာအင်္ဂွင်းနောက်ဆုံးပွဲ17ပွဲမှာသွင်းကိုပိုင်းပတ်သက်မှု29ခုထိကိုရှိထားခဲ့ပါလေဇာကာ6ခုသွင်းပြီးတော့5ဗန်နီးမှု6ချိန်ပြုတ်ထားတာပါပဲလန်ဒန်ဒါဘီဆိုရင်ပို့ပြီးတော့ခြေစွမ်းပြနိုင်လို့အခုဘရန်ဖို့နဲ့ပွဲမှာလည်းဇာကာအစွမ်းပြနိုင်ဦးမယ်ထင်ပါလေဇာကာလန်ဒန်ဒါဘီနောက်ဆုံး18ပွဲမှာ6ခုသွင်းပြီးတော့5ဗန်နီးမှု9ချိန်ပြုတ်လို့ပြီးသွင်းကိုပိုင်းပတ်သက်မှု15ချိန်ထိရှိထားခဲ့တာပါ ရီယန်ပွဲမှာလူစားလဲခဲ့ရပေမဲ့ဇာကာနဲ့ဒက်ဂလန်ရိုက်ဆိုနှစ်ဦးစလုံးကြန့်ခိုင်မှုကောင်းနေတယ်လို့အာဒီတာပြောပါတယ်။ဇာကာနဲ့ပတ်သက်ပြီးတော့အာဒီတာကဇာကာကတခြားကစားသမားတွေမလုံနိုင်တဲ့ခံမှန်းခတ်တဲ့အရာတွေလုပ်ပြီးတော့ချိန်ချောင်းနိုင်စွမ်းအပြည့်ရှိပါတယ်။ဇာကာကွင်းထဲရှိနေထူးခြားတဲ့စွမ်းအင်တွေမြင်ရပါတယ်။သူစီမာရှိတဲ့အရေးသွေးကတိတ်ပြီးတော့ထူးခြားပါတယ်။ဇာကာအာစတင်အသင်းကိုချစ်မြတ်နိုးပြီးတော့ဒီအသင်းနဲ့နက်နက်ဆိုင်ဆိုင်ဆက်နွယ်နေသူပါ။အာစတင်နဲ့အတူတူဆက်ရှိနေမယ်ကြားရတာဝမ်းသာစရာပါလို့ပြောခဲ့ပါတယ်။ ာဆယ်ကရီယယ်ကိုချန်ပီယံလိကွာတာဖိုင်နယ်မှာဂိုးပြနိုင်ပြီးတဲ့နောက်တရက်သားနားခဲ့တယ်။ဘရန်ဖို့နဲ့ပွဲထွက်အောင်ဆိုင်ခဲ့ပါတယ်။အာဒီတာကဘရန်ဖို့တင်းရဲ့ဖြတ်သန်းမှုကိုလေးစားပြီးတော့ကြီးကျူးပေမဲ့အနိုင်ကစားဖို့စိတ်ပိုင်းဖြတ်ထားပါတယ်။လက်တန်အာဒီပွဲတိုင်းမှာအာဆယ်ကအနိုင်ရလကလွဲပြီးကျန်တာဘာမှမလိုချင်မုံပါပဲ။ဟုတ်ကဲ့ပါဒီဘက်ကတော့လောက်ပါပဲခင်ဗျ။ဆိုတော့ဒီပွဲအစဉ်ရလကကိုဘယ်လိုဖြစ်သွားမယ်ထင်လဲပြောပြီးခဲ့ပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။